ကျွန်တော်တို့ရဲ့ channel ကိုကြည့်ချူအပ်ပေးနေကြတဲ့ပရိသတ်များအားလုံးနဲ့မင်္ဂလာပါခင်ဗျာ။နောက်ဆုံးမှာ MTA ကိုကန်တပုံနဲ့ရှမ်းတပုံ SSBB တို့အနေမီလူပွဲဖြစ်ပြီးတော့ထိလွတ်တဲ့ပွဲတွေဖြစ်ကြတယ်။လာရှိုးဆိုပေမဲ့လာရှိုးမျိုးပေါ့မဟုတ်တယ်လာရှိုးမျိုးနံမှာပါဝင်တဲ့ကြေးရွာတူအောင်မှာပေါ့နော်အဲ့ဒီမှာရှမ်းတပုံဖို့ SSBB ရဲ့စစ်ကြောင်းကိုကိုကန်တပုံတွေကခြုံကိုတိုက်ခိုက်တဲ့အတွက်နေမီလူပွဲကြီးဆက်ခွက်လူပွဲကြီးဖြစ်နေကြတယ်ဒါကဘာလို့ပြလဲဆိုရင် เนาะ MTA ကြတော့လေကျွန်တော်တို့ကိုယ်ပိုင်တိုင်းရင်းသားတွေအတွက်တိုင်းရင်းသားခွင့်ယူလို့ချက်ပါတယ် SPB ကြတော့လေရှမ်းတိုင်းရင်းသားတွေအတွက်ရှမ်းတိုင်းရင်းသားခွင့်ယူလို့ချက်ပါတယ်တိုင်းရင်းသားခွင့်ယူလို့ချက်လဲဆိုရဲခေါင်းစဉ်လှက်လာလေးရဲ့အောက်မှာရလီလိုလီအိုတစီကဲ့သို့အခွင့်အရေးတွေတစ်ခုတစ်ခုလိုချင်တယ်လွတ်လပ်ခွင့်မဟုတ်တဲ့လွတ်လပ်ရေးကိုတိုးပြီးလိုချင်တယ်နယ်မြေတွေပို့ပြီးလိုချင်နေကြတယ်အလိုရမတ်တွေလောဘတွေကြီးပြီးတော့ရလေလို့လေအိုတစီဖြစ်နေတဲ့အတွက်အဲ့ဒီလိုမျိုးအချင်းချင်းလက်နက်ကိုင်းချင်းချင်းကြမှာတွေးမြေလူပွဲတွေ စက်ခွက်လူပွဲတွေနေမြေလူပွဲတွေဖြစ်နေတယ်လို့ကျွန်တော်တို့သုံးသပ်လို့ရပါတယ်။ဒီနေ့ကျွန်မအဓိကပြောချင်တဲ့အချက်ကတော့ဝဝနဲ့မိုင်းလာကနေပြီးတော့မှငလင်တန်းကြောက်ပြိုကြတက်စီခဲ့တဲ့ဝင်တဲ့အရာတွေကိုပြန်လဲတိဆောက်ပေးမယ်လို့အတန်းနေထွက်လာတယ်။ငလင်လောက်တာကနှစ်လအောင်ပြည့်သွားပြီ။အခုမှငလင်ပေးပြန်လဲထူတော်ကြီးကယ်ဆယ်ရေးမှာဝါနဲ့မိုင်းလက်ကအလုံးဝေးထဲမှာပြောတယ်။နေပြီးတော့မှငလင်တဲကြောင့်ပြိုကျတဲ့ရှိခဲ့တဲ့ဝင်တဲ့အင်အားတွေပြန်ဆောက်ပေးမယ်လို့ပြောတယ်။ဟုတ်ပြီဝါနဲ့မိုင်းလက်ကအဲ့ဒီလိုမျိုးငလင်ပေးပြန်လဲထူဆောင်ရေးအတွက်နော် ဝင်တဲ့အရာကြီးပြန်ဆောက်ပေးမယ်ဆိုတဲ့အပေါ်မှာတကယ်ကိုပဲတိုင်းရင်းသားညီကိုမောင်နှမစိတ်တတ်နဲ့တိုင်းရင်းသားညီကိုမောင်နှမစိတ်တတ်နဲ့ရိုင်းပဲကိုညီဖေးမချင်လို့ပါဝင်လှူဒန်းခြင်းလားတို့ဒီမဟုတ်အကျိုးလိုလို့ညောင်ရည်သွန်းလာလားကျမတို့ပြည်သူကြားထဲမှာမိကုန်းထုတ်ဆရာနှစ်ခုရှိလာတယ်။ဘာကြောင့်မိကုန်းထုတ်ရတယ်လဲမေးလို့ရှိရင်လက်ရှိမှာဝကအမှုရေးဆေးပြဿနာနဲ့ပတ်သက်ပြီးတော့ထိုင်းနိုင်ငံနဲ့နှလုံးနိုင်ငံထိုင်းနဲ့ထိုင်းနဲ့ထိုက်တိုက်တွေ့နေတယ်။ထိုင်းက နော်ဝါကနေမွေးစေးတွေတို့ရှိတဲ့ဟိုတွင်းနေတယ်ဝါကနေတထုတွေထုတ်တဲ့အတွက်သဘာဝပတ်ဝန်းကျင်ထိခိုက်ပြီးကြားမရည်တွေထိခိုက်တယ်ဒါကြောင့်မို့လို့ဝါကိုနော်ဝါတက်ဖွဲ့ကိုထိုင်းနိုင်ငံရန်သူအဖြစ်သတ်မှတ်ပြီးတော့နိုင်ငံတော်အဆင့်သူတို့ချိန်မုံဖို့ထိပြောဆိုလာကြတာရှိတယ်ဒါကြောင့်မို့လို့ခလုတ်ထိလို့အမိတာတယ်ခလုတ်ထိလို့အဘိတာတယ်ဆိုပြီးတော့ခလုတ်ထိမှာအဘအပြေးတာပြီးတော့အလရှင်အသာကရှိုးရကွအတင်းပုံအောပြီးတော့နော်အတင်းဝင်ရောပြီးတော့ငလင်လေးပြန်လဲထူထောင်ရေးဝင်ပြီးတော့မှဝင်တဲ့အရာတွေတိစောက်ပေးမယ်လို့အတင်း လာပြီးတော့ရောတာလားကျမတို့မှစဉ်းစားကြရဖြစ်လာတယ်ဟုတ်ပြီတကယ်လို့ဝါနယ်မိုင်းလာကအဲ့ဒီလိုမျိုးတကယ်တို့အကျိုးလိုလိုညောင်ရီတော့နေဆိုရင်ရောကျမတို့အစိုးရဘက်ကကြီးကြီးပြပြနဲ့လက်ခံပေးရမလားအဲ့ဒီလိုလက်ခံမပေးရင်ဝါကကျမတို့ပြည်တော်စုတမရမြန်မာနိုင်ငံဆုံပြီးတော့ကျမတို့ပြည်အောင်စုကနေပဲ့ထွက်ပြီးတရုတ်ပြည်ထဲကိုပါသွားမလားမိခုံးထုတ်ကြရရှိတယ်လက်ရှိမှာဝါကစိတ်အင်အားအလုံးရင်းနဲ့စီးရေးပြနေကြတယ် တို့တသားတဲ့စုဆောင်နေတယ်เนาะဝါတောင်ပိုင်းနဲ့ဝါမြောင်ပိုင်းနှစ်ပိုင်းဝါတောင်ပိုင်းမှာလည်းတသားတဲ့2000စုဆောင်နေလူတင်စုဆောင်နေဝါမြောင်ပိုင်းမှာလည်းလူတင်2000လေးစုဆောင်ပြီးတော့เนาะစိတ်အင်အားပြနေကြတယ်เนาะစိတ်အင်အားပြရဲ့ဆိုတာကကျွန်တော်တို့လက်ဝေးလက်ဝေးဟိုလက်ဝေးစကားနဲ့ပြောမယ်ဆိုလို့ရှိရင်လက်ဝေးမထိုးခင်လက်ဝေးရေးပြနေတာဒါအဟန်ရေးပြနေတာ နော်စိတ်ရင်းရည်ပြနေတယ်ပြီးလို့ရှိရင်ဒီနောက်25နှစ်ထဲမှာပဲဒီနောက်25ခုဆိုရင်6လပိုင်းပေါ့နော်ဒီ6လအတွင်းမှာပဲဝါကနေတက်တာတက်တက်ခေါ်ယူဆူဆောင်းပြီးတော့ခုလိုမျိုးစိတ်ရင်းရထုတ်ကြတာနှစ်ခါရှိပြီဆိုတော့ဝါကလည်းစိတ်ရင်းရပြိုကျိုးတယ်ပြီးပြင်ဆင်နေတယ်နော်ဆိုတင်ပြီးပြင်ဆင်နေတယ်ဝါရဲ့တောင်းဆိုချက်ကပါလေဝါရဲ့တောင်းဆိုချက်ကဝါပြင်းနေတတ်မှတ်ပြီး ပထမဆုံးကျွန်မတို့နိုင်ငံမှာသမရဦးစင်းရေးစုကတက်လာရဲဝါတွေပါတောင်းလဲသူတို့ဝါပြင်းနေလို့ချင်တယ်။ကချင်ပြင်းနေ၊ကြားပြင်းနေ၊ကင်းပြင်းနေ၊ချင်းပြင်းနေအဲ့ဒီလိုပဲဝါပြင်းနေသူတို့လို့ချင်တယ်။နော်။ထောက်စုကြီးစုကတက်လာရဲဝါတွေပါတောင်းလဲဝါကိုပါအုပ်ချုပ်ခွင့်ရဒေတာကိုဝါပြင်းနေဖြစ်သတ်မှတ်ပေးဖို့သူတို့တောင်းဆိုရဲ။လက်ရှိနာဆာကစုကတက်လာရဲသူတို့ထိုးနီးလကောင်းပဲဝါကိုပါအုပ်ချုပ်ခွင့်ရဒေတာကိုဝါပြင်းနေဖြစ်တောင်းဆိုရဲ။ အဲ့ဒီတောင်းဆိုမှုပေါ်မှာနာဆာကအစိုးရကမူအားဖြင့်သဘောတူထားတယ်နော်နာဆာကရဲ့သတင်းမှတ်ကြေညာရေးဗိုလ်ချုပ်စော်မဲထွန်းကိုရိုင်းကသတင်းစာရှင်းလင်းပွဲမှာတရားဝင်တိုက်သိပြီးသည့်ကဘာတိဝါကအဲ့ဒီလိုဝါကိုပါအုပ်ချုပ်ခွင့်ရဒေတာကိုဝါတည်နေဖြစ်တောင်းဆိုခြင်းကိုမူအားဖြင့်သဘောတူတယ်လို့ပြောတယ်ဆိုတော့ဒီပေါ်မှာလည်းကျွန်မကအဲ့တော့ဂျမ်လူတိုင်းတစ်စုံလှစားသူတယောက်အနေနဲ့ထူးသဖြင့်အတိုင်းအတာတွေခွင့်ရကိုလေးစားတော့သူတယောက်အနေနဲ့ မပြောတဲ့တိုင်းရင်းသားကိုပြောတာနော်တိုင်းရင်းသားအမိခံပြီးနိုင်ငံတော်ကိုလမ်းလက်ကင်ပုံကန်နေတဲ့သူတွေကိုကျွန်မမပြောဘူးဥပဒေပေါင်းထဲမှာငင်းချမ်းစွာအတူရှင်တွဲ့နေထိုင်တဲ့တိုင်းရင်းသားတွေခွင့်ရင်းကိုလေးစားတော့ပြည်သူကြောင့်နေလေအခုလိုမျိုးဝါးကာနေပြီးသူတို့ရဲ့ပေါ်ပါအုပ်ချုပ်ခွင့်ရဒေတာကနေဝါးပြင်းနေတောင်းဆိုခြင်းကိုအတိမတ်ပြုရဲ့လက်ခံလေးဆိုတော့အော်နေကဘောမှာလေနေကဘာတွေကလက်ခံနေပြောလို့နေကလိုက်ပြီးထောက်ခံတာလားမဟုတ်ဘူး ကိုကြိုက်တယ်ဆိုရကိုထောက်ခံလဲဆိုရဘာလို့လို့ဟုတ်ပါရဲ့မှန်ပါရဲ့ဆိုပြီးလက်ညှိုးထောင်ခေါင်းငင်ရအောင်ကျမကနီးပိတ်မဟုတ်ကျမတို့ကထောက်ခံခြင်းလဲဘာကြောင့်ထောက်ခံရတယ်ချစ်ရင်လဲဘာကြောင့်ချစ်တယ်မုန်းရင်လဲဘာကြောင့်မုန်းတယ်ဆိုရခိုင်လုံးတဲ့ကြောင့်ရချက်ရှိတယ်ဟုတ်ပြီဝါကဝါကိုပါအောင်ချုပ်ခွင့်ရဒီတော့ဝါပြင်းနေခွင့်တောင်းဆိုရကျမလက်ခံဘာကြောင့်လက်ခံတာလဲအဲ့ဒီလိုမျိုးအခုလက်ရှိမှာဆိုလို့ရှိရင်ဝါနဲ့ထူးတဲ့ပြိုင်မိုင်းလားသူတို့က February ကိုကြော်ပြီး Confederate ပုံစံသူတို့တွားနေတယ်အဲ့ဒါက လက်ရှိမှာတိုင်းရေးဘေးရလက်ခဲတဲလည်းဖြစ်နေတဲ့အတွက်ရေဘူးရအဖြစ်အကြမ်းမြင်သူတို့ကိုတတ်မှတ်ပေးထားတာတရားဥပဒေပေါင်းအတွင်းရတရားဝင်ပေးထားတာမဟုတ်ဘူးတရားဝင်ဝါပြည်နယ်အဖြစ်လိုချင်နေဆိုရင်တရားဝင်ဝါကဲ့သို့တခြားသောတိုင်းလာလက်နဲ့ကိုင်အဖွဲ့ရဲ့ဈေးတွေအနေနဲ့ကမိမိတို့တိုင်းရင်းသားခွင့်ရအတွက်ဒန်းလူခွင့်အတွက်နော်ဒန်းလူခွင့်ဒန်းလူခွင့်ဆိုတာဘာကိုခေါ်တယ်လဲကိုပိုင်ပြားထန်းခွင့်ကိုခေါ်တယ်နော်အမျိုးသားဒန်းလူခွင့်အမျိုးသားဒန်းလူခွင့်ဆိုတာဘာကိုဘာကိုခေါ်တယ်လဲ ကိုပိုင်ပြဋ္ဌာန်းခွင့်ကိုခေါ်တယ်။ကိုပိုင်ပြဋ္ဌာန်းခွင့်ဆိုတာဗာလေမိမိဒေတာမှာမိမိလူမျိုးတို့မိမိတို့ရဲ့ရည်ကြီးမှုမိမိတို့ရဲ့မြေပေါ်မြောက်တည်ရန်စားတမိမိဒေတာမှာမိမိလူမျိုးတို့ရဲ့ကိုပိုင်ရည်ကြီးမှုစပြီးဘာသာစကားနဲ့တင့်လျော်သောဖွဲ့စည်းပုံအခြေခံဥပဒေတည်းနဲ့မိမိပြည်နယ်ကိုအုပ်ချုပ်ခြင်းဖြစ်တယ်။ထို့သောမိမိပြည်နယ်မှာအုပ်ချုပ်တဲ့ထိုဖွဲ့စည်းပုံအခြေခံဥပဒေသည်ဒီမာကြီးရဲ့နှောက်ရှင်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတဲ့ နိုင်ငံတော်ရဲ့မိခင်ပြည်မအချင်းရဲ့လက်အောက်မှာတသက်မှတ်ထည့်ရှိရမယ်။အဲ့ဒါတိုင်းနာတန်းလူခွင့်ကိုပါရထန်ခွင့်တိုင်းရင်းသားတွေတောင်းဆိုတဲ့လွတ်လပ်ခွင့်။အဲ့ဒီကနေတော်တော်များကျွန်တော်တို့က conference ကိုအေးအေးပြောသလို conference ကိုလိုချင်တယ်ဆိုတာအဲ့ဒါလွတ်လပ်ခွင့်မဟုတ်ဘူးလွတ်လပ်ရေး။အဲ့ဒါခွဲထွက်ခြင်း။ဆိုတော့လက်ရှိမှာဘလို့ပဲကျွန်တော်တို့က federal ပြောပြော အတိုင်းအတာခွင့်ရပြောပြောပြည်အောင်စုကနေခွဲမထွက်ဘူးလို့နိုင်ငံရေးအာမခံချက်ဘယ်သူမှမပေးနိုင်ဘူးတကယ်လို့ပြည်အောင်စုကနေခွဲမထွက်ဘူးလို့နိုင်ငံရေးအာမခံချက်ပေးနိုင်တယ်ဆိုရင်တော့ခွဲထက်ချင်ခွဲမထွက်ချင်ဆိုတာစာချုပ်တစ်ခုသာဖြစ်တယ်ခွဲထွက်ချင်ခွဲမထွက်ချင်ဆိုတာစာချုပ်တစ်ခုသာဖြစ်တယ်အမှန်တကယ်ခွဲထွက်နိုင်တဲ့စိတ်အင်အားရှိလာတဲ့အခါမှာအမှန်တကယ်ခွဲထွက်နိုင်တဲ့လူအင်အားရှိလာတဲ့အခါမှာအဲ့ဒီစာချုပ်ကစက်ကူစုပ်တစ်ခုလိုဆွဲပြက်လိုက်လို့ရတယ် ထူးသဖြင့်ဟစ်တလာသည်ဘာဆိုင်စာချုပ်ကြီးဆွဲဖျက်လိုက်တယ်လို့ပဲပြည်တော်စုကလည်းခွဲထွက်ခြင်းမခွဲထွက်ခြင်းဆိုတာသူတို့မှာစစ်အင်အားနဲ့လူအင်အားလက်နက်အင်အားရှိလားမရှိလားဆိုတာမသိဘူးဒါပြည်တော်စုကလည်းပြည်တော်စုကလည်းခွဲမထွက်ပါဘူးလို့ပြောတယ်ခွဲထွက်နိုင်တဲ့စစ်အင်အားလက်နက်အင်အားရှိတဲ့ကားဆက်ကူစုကြီးကိုဆွဲဖျက်ပြီးတော့ပြည်တော်စုကခွဲထွက်တဲ့ဟစ်တလာတို့ပြည်တော်စုကလည်းခွဲထွက်ခွင့်ရှိရဲ့ဒါကြောင့်မလို့ခွဲထွက်ခွင့်ရှိလို့ခွဲထွက်တော်လည်းပဲစီရီပြိပတ်ပါတယ်ဖြစ်တဲ့ ထူးသဖြင့်ဂျော်ဂျီယာနိုင်ငံတို့ဆိုတော့တရားဥပဒေနဲ့ခွဲထွက်ခြင်းမခွဲထွက်ခြင်းဆိုတာစာချုပ်ပေါ်မှာအဖြေမရှိဘူးတကယ်တမ်းအဖြေကနှလုံးသားထဲမှာရှိတယ်လူတွေနှလုံးသားထဲမှာရှိတယ်အဲ့ဒီတိုင်းရင်းသားခေါင်းဆောင်ဆိုတဲ့လူတွေနှလုံးသားထဲမှာအဖြေရရှိတယ်လက်နက်ကိုင်ပုံကန်နေတဲ့ခေါင်းဆောင်တွေရဲ့ရှင်ထဲမှာနှလုံးသားထဲမှာသာတကယ်စစ်မှန်တဲ့အဖြေရရှိတယ်ဆိုတော့တခြားသောလက်နက်ကိုင်ဖွဲ့တွေကလည်းဝါကဲတူပဲတို့တို့တိုင်းရင်းသားဖွင့်ရင်လိုချင်တယ်ဝါကဲတူပဲကိုပိုင်အုပ်ချုပ်ခင်ကိုပိုင်ပြင်းနေလိုချင်တယ်ဆိုရင်အကုန်လုံးဒီတော်တော်ပေါ်လာမှတတ်မှတ်လို့ရတာ เนาะမိမိဘယ်ဒေတာကိုဘယ်လိုကနေဘယ်လိုခွဲပြီးအုပ်ချုပ်လိုက်ဘယ်ဒေတာကိုဘယ်သူကနေဘယ်လိုခွဲပြီးအုပ်ချုပ်လိုက်ဆိုတာကကျွန်တော်တို့မိဘဘိုးဘဝရဲ့ခြံကိုအမွေခွဲတယ်လို့ခွဲလို့မရဘူးเนาะတည့်ရဝင်လှတော်ကနေပြီးတော့လှတော်တည့်ရလှတော်ပေါ်လာမယ်လှတော်ကနေပြီးတော့ဆွေးနွေးတင်ပြအတိုင်းမင်းစီဝေဆုံးဖြတ်ပြီးတော့မှတာလင်းပေးရချက်ဖြစ်တယ်ဒါကြောင့်မို့အဲ့ဒီလှတော်ပေါ်လာဖို့အတွက်ရွေးကောက်ပွဲကိုမဖြစ်မနေသွားရမယ် ရွေးကောက်ပွဲကျမှမယ်ရွေးကောက်ပွဲကနေလွတ်တော်တွေပေါ်လာမယ်လွတ်တော်တွေပေါ်လာပြီလို့ရှင်အဲ့ဒီလွတ်တော်မှာဝါဒီပထမသူတို့တောင်းဆိုတယ်ဝါကိုပါဦးချုပ်ခွင့်ရဒေတာကိုဝါပြင်းနေလို့ရှင်လေအဲ့ဒီမှာသတ်မှတ်လို့ရတယ်အဲ့ဒီမှာတောင်းဆိုလို့ရတယ်အဲ့ဒီလည်းကျမထောက်ခံတယ်ဘာကြောင့်ထောက်ခံတာလဲမေးလို့ရှင်ဒီနှစ်နောက်ရွှေပစိပေါ်ခြေကောင်ပလေကနေရွေးကောက်ပွဲကျမှမယ်ကျင်းပရရွေးကောက်ပွဲကနေထွက်ပေါ်လာတဲ့လွတ်တော်မှာဆွေးနွေးတိုင်ပင်ပြီးတော့ပြင်းနေပေးလိုက်လို့ရှင်အဲ့ဒီပြင်းနေသည်ဥပဒေပြည်အုပ်ချုပ်ရေးတရားစီရင်ဆိုတဲ့အဓိကမန်နိုင်၃ရက်ကို၂၈၆ကတာသွားရမှာ 2008အောက်ကသွားမှဖြစ်တဲ့အတွက်2008ကနေရွေးချယ်ထားတဲ့အစိုးရရဲ့လောက်အောင်မှာပါရှိရမယ်။လက်ရှိမှာဝါကနော်သူ့ဒေတာသူရှင်ပင်ငါဒေတာငါရှင်ပင်ငါဘဏ္ဍပတ်ပတ်ပတ်ဆိုပြီးတော့သူ့မူသူ့လူသူ့မူဝါဒသူ့ဘက်ဥပဒေပြုရောအုပ်ချုပ်ရေးရောတရားစီရင်ရောသူတို့ဟာလည်းသူတို့အုပ်ချုပ်နေကြတာ။နော်မြန်မာနိုင်ငံမှာအမိသာခံထားပြီးတော့သူတို့ဟာလည်းသူတို့အုပ်ချုပ်နေကြတာဖြစ်တယ်။ဒါကြောင့်အဲ့ဒီကနေပြတစ်ဆင့်သူတို့ပြောသလိုဝါပြင်းနေပေးမယ်ဆိုရင်2008ကနေရေကောက်ပွဲကျင်းမှာလွတ်တော်ပေါ်လွတ်တော်ကနေပြီးတော့ ဟာဆွေးနွေးဆုံးဖြတ်ဆုံးဖြတ်ပြီးဝါပြင်းနဲ့ပြေးလိုက်လို့ရှိရင်တိမ့်သေးပါဝါသည် 2008ကနေရွေးချယ်လိုက်တဲ့အစိုးရရဲ့လက်အောက်မှာရှိတယ်။ဘာကဲတော့လည်းတခြားသောเนาะလက်ရှိ AMT တို့ KIA တို့ TLL တို့စတဲ့လက်နက်ကအဖွဲ့တွေကလည်းဘာကဲတော့ပဲကိုပိုင်အုပ်ချုပ်ခွင့်လိုချင်တဲ့အမျိုးသားဂန်းတူခွင့်ကိုပိုင်ပြဋ္ဌာန်းခွင့်လိုချင်တဲ့ဆိုရင်ခမားတို့ကြိုက်ပြီဖြစ်စေမကြိုက်ပြီဖြစ်စေရွေးကောက်ပွဲကိုတွားရမယ်ရွေးကောက်ပွဲကလည်းထွက်ပေါ်လာတဲ့လွှတ်တော်မှာဆွေးနွေးတင်ပြအတိုင်းပင်စည်းဝေးဆုံးဖြတ်ပြီးမိမိတို့ရဲ့ရပိုင်ခွင့်ကိုတောင်းယူလို့ရတယ် ်ကျမတို့ကတားရဲသားအခွင့်အရေးမပေးနိုင်ဘူးလို့ပြောနေတာမဟုတ်ဘူးငင်းနေတာမဟုတ်ဘူးကျမတို့တားရဲသားအခွင့်အရေးပေးနိုင်တယ်ကျမတို့ပေးနိုင်ခြင်းတွေတားရဲသားတွေရဲ့လွတ်လပ်ခွင့်ကိုပေးနေတာဖြစ်တယ်ကျမတို့လွတ်လပ်ခြင်းကိုမပေးနိုင်ဘူးလွတ်လပ်ခွင့်လိုချင်တယ်ဆိုရင်ကျမတို့ရွေးကောက်ပွဲကိုကျင်းပသွားရမယ်လွတ်လပ်ခွင့်မဟုတ်ဘဲလွတ်လပ်ရေးဆိုလို့ရှိရင်တော့ကျမရင်တော့တော့တဲ့စကားလို့တယ် အမြဝေရင်တော့တအားတို့မခေါ်နိုင်တဲ့လူကန်းစားတွေပလာရင်ကျမတို့ကမေတ္တာတုံ့ရွံ့နေလို့မရဘူးဝေရင်တုံ့နေနာနာရရပါလိမ့်မယ်